ီနေ့မှာတော့ KD ကချန်ပီယံသတိပဋ္ဌာန်လမ်းမှာရှိတဲ့ကိုရှေရှေကိုဆိုင်မှာသွားဆောင်မှာဖြစ်ပါတယ်။ကဲဒါလီယာရောကိုရှေရှေကိုဆိုင်မှာကျွန်တော်တို့ကျွန်တော်သားရည်ဆိုလို့ရှိရင်ဒီဆိုင်လေးကိုမသိရသူမရှိတလားပဲပေါ့နော်ရောက်ပါပြီဆိုင်မှာကမီရီလက်တော်လေးကိုဆောင်ပါတယ် ေဒီကတော့ဝတ်မှုကာထလေးပဲမှားထားတယ်ပေါ့နော်သူကတော့ဒီတဆက်ကိုတောင်းကြမှာဖြစ်ပါလိမ့်မှားရရင်တော့ဆုံးသွားပြီပေါ့နော်ဒီဟာလေးကတဆက်ဆိုပြီးနဲ့တယောက်ထဲတော့မဟုတ်ပေါ့နော်နေရောင်လောက်အဝါစားလို့ရတယ်ခင်ရတော့မာလာနှစ်နည်းနဲ့ပဲမာထားပါလေသူပြီးထားရဲ့ဆက်ထဲရပါတယ်အရွက်လေးကိုဒီချိန်ထည့်လိုက် ခောက်ဆဲလေးနဲ့ပါတယ်နော်ပြီးတော့ဒါလည်းတော့အဝတ်ဘူကတာဆိုတော့ဒါလည်းရတယ်ဝတ်သားလို့ပေါ့နော်ပြေနော်ကြည့်ပြာကြမဲလေးလည်းထမလာမှာနော်ကြမဲလေးပါထည့်ပြီးတော့กินလိုက်ပါနော်အရင်ခြိုက်တယ်ပေါ့နော်ဒါရေပွဲလေးပေါ့နော်ရေပွဲကတော့ခေတ်ရင်ခြိုက်ပါလေအဲဒါကြောင့်အဲ့ဒါလေးပါမာပြီးတော့กินလိုက်ပါမယ် ြီးရင်တော့အပေါ်ကနေစီလေးတောက်လိုက်ပေါ့နော်စီတောက်ပြီးကင်တာပို့ပြီးတော့ဆက်ပြီးရယ်ဒါလည်းရတော့တို့ဆိုင်နေပြီးတော့ဒီရေဝဲပေါ်လေးမှာပေါ့နော်ခရူးစီလေးဆမ်းမိတာပါပြီးရင်တော့အရွက်လေးထည့်ပါရယ်အသားလေးရတော့ပြင်လာလို့မေပေါ့နော်အာချက်တော့မချက်သေးပါဘူး ညာလားမညာလားတအားမလာကြည့်ခိုက်ပေါ့နော်လုံးဝအပြည့်ပဲဒီဆိုင်မှာကအာဝတ်မှုကထားတယ်ချက်မှုကထားတယ်ပေါ့နော်ဘူဖေးပေးရပေါ့နော်ဘူဖေးလုပ်တဲ့အနေနဲ့ကျတော့တရောက်ကို19900ချက်ချပါဖြစ်ပါတယ်လက်ရှိကာလမှာတော့ promotion ပြီးနေပေါ့နော်ကဲခရောရသွားပြီဆိုတော့ခေထည့်ပြီးစားကြပါမယ် အရေးလေးဥပမာလေးမှာလာနေဆိုတော့သူရတဲ့တောက်ချင်နေရမလို့အရေးလေးပါထည့်ရပါတော့အဲအရင်ဆုံးခီးရန်ချိုက်တဲ့အမိုလေးကိုစားကြည့်လိုက်ပါလေအမိုလေးကတော်ကောင်းနေအဲ့အထင်အမှားလားအရေးလေးနဲ့အမိုလေးနေရလေလုံးဝထိမိနေရတယ်ဘာအရန်ကောင်းလို့လုံးဝမကျနိုင်ဘူးပေါ့နော်တလုတ်ပြီးတလုတ်ကိုစားပါလေခောက်ဆွေလေးကလည်းအရန်ကောင်းနေတယ် ပြီးရင်တော့ဒီဝတ်သားလေးပေါ့စားကြည့်မယ်ပေါ့နော်။ဟိုဒီထန်ယူယူစားရတယ်လေတော်လေးကောင်းတယ်နော်။အရင်သာအထည်တီကိုဝင်တယ်။ပြီးရင်တော့သူပေးထားတဲ့အချိန်လေးနဲ့တို့ပြီးတော့စားလိုက်ပါမယ်။အချိန်လေးနဲ့ဆိုရင်တော့ပြောစရာအောင်မလို့အရင်ကိုကောက်ပေါ့နော်။တောင်းဆန်နိုင်မူကထားဆိုရင်တော့ဆလတ်နဲ့မိုးဖက်ခြင်းရတော့မပါမဖြစ်ပေါ့နော်။အဲဒါကြောင့်အဲ့လိုမျိုးလေးထုတ်ပြီးတော့စားလိုက်ပါတယ်။ ဲ့လိုမျိုးလည်းခရီးရင်ကြိုက်ပါတယ်ကျမင်းလေးကလည်းအရင်စားကောင်းတယ်။အဲ့ဒီအချိန်လေးကကျမင်းလေးနဲ့တော်လေးလိုက်တယ်။ ရင်တော့ KD ရန်ဆိုင်ရဲ့ရေလိုဝဲလေးကိုသူပေးထားတဲ့ပင်လယ်စာစီဖူးဆောင်လေးနဲ့တွဲပြီးတော့စားကြည့်လိုက်မယ်။ရိုးရိုးစားလဲကောင်းတယ်ဒါပေမဲ့သူပေးထားတဲ့ဆောင်လေးနဲ့တွဲဆိုင်ရင်လုံးဝအယမ်းမိုက်တယ်။ပြင်တော့အားများလို့ဆိုပြီးတော့ရှိတဲ့မြန်မာရဲ့အသားလေးနဲ့ slash ပြန်ပေါ်ထုတ်ပြီးတော့စားလိုက်ပါမယ်။ပစက်တော်မဆန်တော့ဘူးတော့မတရားတိုးထည့်ရ။အញ្ញအញ្ញကိုကောင်းပါလေ။ ထားရတော့ခရီးမာရတဲ့ကီဝီလေးပေါ့နော်ကီဝီပြောရင်လည်းတော်တော်ကောင်းတယ်၃လောက်ချက်လို့ဆိုတော့အရင်လေးတန်တယ်ဆိုင်မာကအာဘတ်ဂျက်လေးဆေးဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်သူကအေးစစ်စစ်နဲ့လည်းစားလို့ရတယ်လူငယ်လေးဆိုရင်တော့တော်တော်လေးလည်းတော့ကြားတယ်ဆိုင်လေးကတနိုင်တနိုင်လောက်ဆိုရင်တော့လူလေးပါရပေါ့နော်ည6နိုင်နောက်ပိုင်းဆိုရင်တော့လူရင်းချက်ပါတယ်ဆိုင်လေးကအရင်ကထိုင်လို့ကောင်းတော့ ခိုင်ရိုင်းနေသွားပြီဆိုတော့ပြန်လိုက်ပါအောင်မယ်အားလုံးပဲတက်တာ